အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့အဲဒီတိကံအကြောင်းလေးကိုပဲဒါမျှဝေပေးချင်တာပေါ့နော်အတလန်းနဲ့ဒီဥရောလန်းချာမှာတိကံပုံစံအမှတ်သားလေးဒါပါရှိနေတော့ပေါ့နော်အဲဒီလိုအမှတ်သားလေးကအဓိကအဖြစ်ပါအောင်ပြရလဲဆိုသူရဲ့အသက်ရွယ်ပိုင်းခြားရောက်တဲ့အခါမှာဒီအမှတ်သားရဲ့အကျိုးဒီတိကံအကျိုးဟာတော်လီကောင်းတယ်ပေါ့နော်ဒီကဝကြီးကံနဲ့ဒီခြေစုပ်ကံကိုအဓိကပြပေးထားတယ်ပေါ့နော်ဟိုအတလန်းနဲ့ ူကောင်းလမ်းကြမှာပါရှိရမယ်ပေါ့နော်ပုံမှန်ပြပေးထားသလိုပါရှိမယ်ဆိုရင်အဓိကငွေကြေးကန်ကောင်းနေမယ်ခေစုကန်လည်းသူကပါရှိရလို့ဒါပြရတယ်ပေါ့နော်ဟိုအောင်မြင်လမ်းနဲ့ကန်လမ်းမကြီးကဒီတနည်းအားဖြင့်ပေါ့နော်ပူကောင်းနေမယ်ဆိုရင်သူ့ရဲ့အကျိုးကိုပိုပြီးရရှိနိုင်တယ်အဲ့လိုပွားမှာငွေကြေးများများရရှိနိုင်တယ်ငွေကြေးများဝင်နိုင်တယ်အဲခေစုပေါ့မဲ့ကန်ကိုဒါပြပေးထားတယ်ပေါ့နော်ဒီနေ့အကျိုးပြုနိုင်တယ်အဲ့လိုထိပေါက်တလို့ငွေကြီးများများစွာဝင်ရောက်နိုင်တာကိုဒါပြပေးထားတယ်ပေါ့နော်ဒါဒီမှတ်သားကငွေကြေးပိုင်းမှာအဓိက အဆင်ပြေမှုရနိုင်တယ်ဝင်နိုင်တယ်ရမှာပျက်တယ်ပေါ့နော်နောက်တစ်ခုကဒီကံလန်းအာတာနေမယ်ဆိုရင်သူကသူ့ရဲ့အထောက်ကိုပို့ပြီးရနိုင်တယ်နောက်ဆုံးမအိုးအိမ်နေရာတွေလက်ရှိပန်းဆိုင်နိုင်တယ်ဟိုပန်းဆိုင်နိုင်တယ်ပေါ့နော်ဒါကြောင့်ဒီသတိကံပါမယ်ဆိုရင်ဟိုကို့မှာရနိုင်တဲ့အကျိုးဖြစ်စေနိုင်တဲ့အကျိုးကိုဒါပြပေးတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်